လူသားတွေနဲ့အင်မတန်မှယဉ်ပါလာတဲ့မြင်းကြောင်အမွေးထူထူတွေရှိပြီးတော့အစိပ်ပြင်းတဲ့ Cold Pink ကိုကြီးမင်္ဂလာပါပြည့်တက်ကြီးပင်ကိုလိုပြောလိုက်ရင်နေအိမ်ဒီမှာကန့်နေတဲ့အကောင်မျိုးတွေတောင်မှအစိပ်ကမနှဲလာပါဘူးအခုဆိုရင်တော့ကျွန်တော်တို့မသိသေးတဲ့အရွယ်အဆအလွန်ကြီးမားပြီးတော့အစိပ်ပြင်းတဲ့ပင်ကိုကြီးတွေလည်းကမ္ဘာနေရာတော်တော်များများမှာရှာတွေ့လာကြပြီပဲဖြစ်ပါတယ်အင်းလေးတွေဆက်ပြီးမှကတော့ပိုးမွေးလိုနူးညံ့လာတဲ့အမွေးတွေရှိပြီးတော့အယောင်စင်းကလည်းမြင်းကြောင်တကောင်လိုအဝါနဲ့အမဲဆက်ထားတဲ့အစိပ်ရှိပင်ကိုကြီးအကြောင်းပဲဖြစ်ပါတယ်ခင်ဗျာစေဝင်သားလေးဆိုရင်တော့ ဗီဒီယိုလေးကိုအဆုံးထိတို့ကြည့်ပြီးသွားခဲ့ကြပါအောင်။တစက်ထဲမှာပဲကျွန်တော်တို့ရဲ့ရှေးသီးကအနာရီမန် channel လေးမှာအခုလိုချိန်ယူလာတဲ့ကောင်းတဲ့အကြောင်းအရာများကိုပြည့်သမျှတို့ကမြန်မာလူတွေဆက်ပြီးတော့မှဖြစ်တာကြောင့် like and subscribe လုပ်ထားဖို့လေးတောင်းဆိုလိုက်ရပါတယ်ဗျာ။ဒီပင်ကိုကြည့်ကိုတော့အများစုကခိုးလို့ခေါ်ကြပါတယ်။သူမှာဆိုရင်ပိုးမွေးလို့နုံညံ့လာတဲ့အမွေထူးထူးလေးရှိပြီးတော့သူ့ရဲ့အယောင်သွေးကလည်းနင်းကြတကောင်လို့လှပါတာပဲဖြစ်ပါတယ်။ကိုဆိုတဲ့ပင်ကိုတွေဟာအမဆိုရင်တော့20လောက်အသက်ရှင်နိုင်ပြီးတော့အထီးတွေကတော့9နှစ်လောက်သာနေထိုင်ရှင်သန်နိုင်တာပဲဖြစ်ပါတယ်။ ဒီပင်ကိုကြီးလေးနေထိုင်ရှင်သန်နဲ့ပတ်ဝန်းကျင်မှာဆိုရင်တော့ရေမရှိတဲ့မြေမုံမြေမောင်းတွေပဲဖြစ်ပါလေကျွန်တော်တို့အနေနဲ့ကိုယ်ဆိုတဲ့ပင်ကိုနဲ့ပတ်သက်ပြီးတော့အင်တာနက်ပေါ်ကနေစာရိရှာဖတ်ကြည့်မယ်ဆိုရင်လက်ခံရခက်တဲ့အချက်လက်တွေမျိုးစုံကိုရရှိပါလိမ့်မယ်ဥပမာအနေနဲ့ပြောရရင်တော့ဒီကောင်တွေဟာသူတို့ရဲ့နေထိုင်ရာနေရာနဲ့ပတ်သက်ပြီးတော့အတော်လေးကိုရန်လိုတဲ့အကောင်တွေပဲဖြစ်တယ်လို့သိရပါလိမ့်ဆိုလိုတာကသူတို့ကလူသားတွေနဲ့ရင်ပါမှုမရှိတဲ့အပြင်လူသားတွေရဲ့ထိ ंछ ုံမှုကိုလည်းမလိုလားတဲ့အကောင်တွေပဲဖြစ်ပါလိမ့်ဒါပေမဲ့လက်တွေ့မှာတော့ဒီအချက်အလုံးကမမှန်ကန်ပါဘူးတကယ်တော့ကိုယ်တွေဟာ လူသားတွေနဲ့အလွန်ရင်ပါတဲ့တော်ဝါတွေပဲဖြစ်ပါလိမ့်။ကိုယ်တွေဟာသူတို့အနားမှာဘယ်သူမှရှိမနေတဲ့အချိန်ကြမှာသာအစာစားကြတာဖြစ်ပါလိမ့်။တခြားရှင်တွေမှာဆိုရင်လည်းသူတို့ဟာအင်မတန်ချစ်စရာကောင်းတဲ့တော်ဝါတွေပဲဖြစ်ပါလိမ့်။သူတို့ရဲ့အသက်ရှူပုံကလည်းအတော်လေးကိုထူးဆန်းပါလိမ့်။ဒါကြောင့်လဲဆိုရင်တော့ကိုယ်တွေရဲ့ Wi-Fi offer မှာ book land ပါရှိလို့ပဲဖြစ်ပါလိမ့်။ book land လို့ခေါ်ရတဲ့အကြောင်းရင်းကတော့သူတို့ရဲ့အစုပ်မှာစာအုပ်ရဲ့စာမျက်နှာတွေလိုမြင်းကြောင်းပုံစံအဖြစ်ပိုင်းတွေက true သဆန်းကိုရှိနေလို့ပဲဖြစ်ပါလိမ့်။ဒါပြင်သူတို့ရဲ့အစုပ်မှာအကွဲရအကြီးကြီးတခုရှိပြီးတော့ အဲ့ဒီကနေပဲအောက်ဆီဂျင်ကိုရှူသွင်းကြတာဖြစ်ပါတယ်။အဲ့ဒီလိုမျိုးဝမ်းပိုက်ကနေအသက်ရှူရတဲ့အကြောင်းကတော့သူတို့ဟာဆုတ်ဆုတ်မှုကိုလုံးဝမနှိမ့်မြို့တဲ့အတော့ပဲဖြစ်ပါတယ်။သူတို့ရဲ့နေအိမ်ကိုတန်ရှင်းရေးလုပ်ပေးမယ်ဆိုရင်လည်းအပေါ်ကနေရေကိုစပရေးဘူးနဲ့ဖြန့်ယုံတော့သာဖြန့်ပေးရတာပဲဖြစ်ပါတယ်။ဒီနေ့လောင်းချစစ်တူရာမျိုးတွေလုံးလို့မရပါဘူး။ကိုရီးယားအနေနဲ့ကြုံတွေ့ရပြီလို့ခန်းစားလာရတဲ့အခါမျိုးမှာသူတို့ရဲ့နောက်ရှိနှစ်ချောင်းကိုပြစ်ထုတ်ပြီးတော့ဝမ်းပိုက်နောက်ဘက်မှာရှိတဲ့အာယုံကန်အမွှေးတွေကိုခါထုတ်ကြတာပဲဖြစ်ပါတယ်။ ဒီမိုးတွေဟာသူတို့ရဲ့ရန်သူကိုခုခံကာကွယ်တဲ့လက်နက်တစ်ခုလည်းဖြစ်ပါတယ်။သူတို့ရဲ့ဝါပရာဆိုရင်အစီတွေကိုစုဆောင်းထားတာဖြစ်တဲ့အတွက်အနေငယ်ဖောင်းပွားနေတာပဲဖြစ်ပါတယ်။အဲ့ဒီဖောင်းနေတဲ့ဝါပကြောင့်ပဲသူတို့ကအစာမစားပဲလာအနေငယ်လောက်အထိကိုအသက်ရှင်တန်နေထိုင်နိုင်ကြပါတယ်။ကိုတွေကိုအလားထားမွေးမြူတဲ့အခါသူတို့နေထိုင်ရာအိမ်ကို moss ပင်တွေထည့်ထားပေးရတာပဲဖြစ်ပါတယ်။ဒါမှသာမှန်အိမ်တစ်ဝိုက်မှာအစိုးတက်ကိုထိန်းထားပေးနိုင်မှာပါ။ဒါပြင်ကိုရီလမ်းလျှောက်တဲ့အခါမှာလေခြေလက်တလန်းစီတိုင်းကအလွန်သိမ့်မွေ့တာပဲဖြစ်ပါတယ်ခင်ဗျာ။ ူတွေဒီတွေရဲ့ဆက်ဆက်ရှာဖွေတွေ့ရှိမှုကြီးအရဆိုရင်တော့ကို့ဆိုတဲ့ပင့်ကူကြီးတွေဟာတိတ်ဆိတ်ငင်းသားတဲ့သတ္တဝါတွေဖြစ်တဲ့အတွက်အစိတ်ရှိပြီမဲ့လဲအိမ်မှာအလားမွေးမြူလို့ရတယ်လို့သိရပါတယ်။ကျွန်တော်တို့တွေနဲ့သူတို့ကိုမွေးမြူမယ်ဆိုရင်နေရာလဲအခြေကြီးပြီးစရာမလိုပဲသူတို့ရဲ့နေအိမ်ကိုမှန်ပေါင်လေးနဲ့ကြကြနနဆောက်ထားပေးရင်ကိုရပါပြီ။ဒီလိုမျိုးလွယ်ကူလို့လဲကဘာရရဲ့ကတိဆန်ချစ်သူတွေကကိုယ့်ရဲ့နေအိမ်မှာကိုယ့်တွေကိုမွေးမြူလာကြတာပဲဖြစ်ပါတယ်ခင်ဗျာ။ဒီနေ့ဗီဒီယိုလေးကတော့ဒီလောက်ပါပဲ။အဆုံးထိကြည့်ပေးကြတဲ့အတွက်အားလုံးကိုကျေးဇူးတို့ပဲတင်ရှိပါတယ်ခင်ဗျာ။